လိုင်ယွန်ကိုအနိုင်ယူခဲ့တဲ့ပွဲတွေကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက် မင်္ဂလာပါခင်ဗျာကိုခဲအင်းစတာဖုတ်ဘောရှူအနီချိုးသွားတယ်လိုင်ယွန်အသင်းကိုခက်ခက်ခဲခဲကိုရင်ခုန်စိတ်လုံရှားမှုအပြည့်အဝနဲ့ကစားပြီးအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်ကိုရွေးချယ်သုံးသပ်ဆွေးနွေးပေးသွားကြပါမယ်အဲ့တော့ဒါကျွန်တော်အကြိုက်9ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အမြင်ချင်းတူမှာတော့မဟုတ်ပါဘူးနံပါတ်9နေရာမှာရှိနေတဲ့ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ United ပြည်သက်တွေရဲ့အချစ်တော်ကိုသမားလေး အန်ဒရီအိုနနာဖြစ်ပါတယ်။အိုနနာဟိုပေးကိုတွေခွင့်ပြုလိုက်ရတာရှိပါတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်၄ကိုတောင်သူခွင့်ပြုခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့ ီပွဲအစာဆုံးကြည့်တဲ့ညီကိုတွေကတော့တိမာပါအပိုင်ဂိုးသွင်းခွင့်မြောင်များစွာကိုအန်ဒရီအိုနနာပုတ်ထုတ်ကာကွယ်သွားခဲ့တာတွေရှိပါတယ်ပထမပိုင်းကဂိုးကန့်သွင်းချက်တွေရောဒုတိယပိုင်းကဂိုးကန့်သွင်းချက်တွေရောအန်ဒရီအိုနနာပုတ်ထုတ်ကာကွယ်မှုတွေဒါမပြုတ်လုံနိုင်ခဲ့ဘူးဆိုရင်သူအရင်တော့အတိုင်းပဲအမားရင်းနေများစွာနဲ့ဂိုးတွေပေးနေရမယ်ဆိုရင်ယူနိုက်တက်ရဲ့အရှုံးကအက်စ်ထရာတိုင်းထိတောင်မှဟိုရောက်နေစရာမလိုဘူးပေါ့နော် ဒီမိနစ်90အတွင်းအရှုံးရှိသွားနိုင်တယ်ပွဲကပြတ်သွားနိုင်တယ်ဒါပေမဲ့လည်းအန်ဒရီအိုနနာဒီမယုံကြည်နိုင်စရာကောင်းလောက်တဲ့ပုတ်ထုတ်ကာကွယ်မှုတွေကိုသူလှုပ်ပေးသွားခဲ့တာပါဟိုတာမန်ပုတ်ထုတ်ကာကွယ်မှုဆိုရင်ကျွန်တော်အဲ့လောက်ဒီအခြေဆုံး9ရောက်ဒီဘာကြီးထဲမှာထည့်ပြီးတော့ရွေးနေမှာမဟုတ်တကယ်ယူကျမ်းပါတယ်လမ်းပါတယ်ဒါအပြင်စိတ်သက်ပြင်းပြမှုပေါ့နော်ကိုယ်အသင်းရဲ့ကစားသမားတွေ ကိုသွင်းယူတဲ့အချိန်မှာသူကနောက်ကနေအောင်ပွဲခံတယ်ဒါကိုသမားတွေရဲ့ပွဲတစ်ပွဲပေါ်မှာဟိုနိုင်ပွဲလူကျင်တဲ့စိတ်မျိုးကိုကျွန်တော်တို့ကိုပေါက်တနေရာမှာမြင်တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်အာယုံဆူဆိုင်မှုပြည့်တယ် reflex ကောင်းတဲ့ဟိုပို့ထုတ်ကာကွယ်မှုတွေဖြစ်ပါတယ်ကျွန်တော်အဲ့ဒီအတွက်ကြောင့် andre unana ကိုအကြိုက်ဆုံးနံပါတ်9နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်6နေရာမှာရှိနေတဲ့ player ကတော့ diego dalot ဖြစ်ပါတယ်ဒါလို့ကတော့ဒီနေ့ပွဲစဉ်မှာလူအချက်တချို့တော့ရှိခဲ့တယ် အထူးသဖြင့်လိုင်ယွန်အသင်းကလူစားဝင်လာတဲ့ကစားသမား Malik Fofana ကို control လုပ်ဖို့ဆိုတာဒါလို့တော်တော်လေးအဆင်မပြေခဲ့ဘူး ပြဿနာကအဲ့မာလစ်ဖူဖာနာကလည်းအရန်ကောင်းနေဗျဒါလို့တယောက်တည်းမဟုတ်ဘူးကျွန်တော်အဲ့ဒီ right side မှာဆော့နေတဲ့ linear ကိုလည်းအကောင်လေးကို control လုပ်လို့မရအောင်16လား20လားမသိဘူးအဲ့ဒါအဲ့ဒါပဲရှိသေးတယ်သူကအရင်ကြီးဒီပွဲမှာကောင်းနေတဲ့အခါကျတော့ဟိုဒါလို့သူ market မပေးနိုင်တာ control မလုပ်နိုင်တာတွေကျွန်တော်နားလေလက်ခံပေးလို့ရတယ်ပေါ့နော်တော်တော်ကြံတဲ့အပိုင်းတွေမှာ Diego ဒါလို့ဒီတော်တော်လေးကောင်းတယ်တစ်ဖက်က Patrick Dorgu Milan Knights နဲ့ 1 vs 1တိုင်ပတ်နေတဲ့အချိန်ဒီကိုဒါလို့ရတာဘာမှလုံမပြနိုင်ခဲ့ဘူးဆိုတော့ site နှစ် site လုံးကတည်နေလိမ့်မယ်အဲ့တော့ Ruben Amorin ရဲ့ viewer ဘိုင်းမှာဆိုအဲ့ဒီ site တွေ channel တွေเนาะ win ထွက်စော့နေတဲ့ဒီ win back ကစားသမားနှစ်ယောက်တွေအရင်ရေးပါတယ်အဲ့ဒီ နှစ်ဖက်လုံးကိုတည်အောင်လုပ်လိုက်ရင်အဲ့ဒါ United သွားပြီ။ဘာကြောင့်လဲဆိုတော့ဒီ AM ကစားသမားတွေကလည်းဝင်းဘက်ကစားသမားတွေနဲ့ချိန်ပြီးတော့ဆော့ရတယ်။ United ရဲ့ viewer ဘိုင်းမှာဆိုရင်လေဆိုတော့ Diego Dalot ဘက်ကတော့အဲ့လို attacking live မှုတွေမှာကောင်းခဲ့တယ်။ဒါအပြင်ကျွန်တော်ခံစစ်စင်းကူမှုတွေမှာလည်းအာကျွန်တော်အဲ့ဒီ Fofana ဆိုတဲ့ chat တွေလေးဝင်မလာခင်အချိန်ထိသူကတော့ ဟိုသူရဲ့ aggressive ဖြစ်တဲ့ပုံစံတိုင်းအကောင်းဆုံး walk at it ပေးပြီးတော့ကစားသွားခဲ့တာကိုကျွန်တော်တွေ့ရတယ်။ဒါအပြင်အတင်းတို့အဖိုးတန်တွင်းကိုတကူကိုလည်းတွင်းဦးပေးသွားခဲ့တယ်။အဲ့တော့ဒီတွင်းဦးမူကိုကြည့်မယ်ဆိုရင် Diego Dalot ရဲ့ first touch ကအမတန်အမတန်ကိုကောင်းမွန်ခဲ့တာကိုတွေ့ရတယ်။အဲကျွန်တော် Dalot ရဲ့ first touch ကြောင့်ပေါ့နော်။ဘောလုံးကကွက်တီကျပြီးတော့သူအဲ့ဒီကို ိုင်ပိုင်နိုင်နိုင်တွင်းဝင်သွားခဲ့တာပေါ့အဲတကယ်လို့သာသူ first dash မကောင်းဘူးဆိုရင်ဒီကိုကကိုရခြင်းမှာရလိမ့်မယ်ဘလုံးကရှန်ထွက်ပြီးတော့အဲကိုစီကိုကြော်ကောင်းနဲ့ကြော်သွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်ဒီကိုဓာတ်လို့အကြိုက်ဆုံးနံပါတ်၄နေရာမှာရွှေ့ပေးလိုက်ပါတယ်ခင်ဗျကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲစဉ်မှာအနိုင်ကိုအသင်းအတွက်အဖို့တန်ဆုံးသောဂိုးကိုတွင်းယူပေးသွားခဲ့တဲ့ Harry မကွာရဖြစ်ပါတယ်။ဂိုးသွင်းလို့ရွေးတာတဲ့ဆိုင်ဟယ်ရီရဲ့နောက်တန်းတနေရာမှာဦးစီးဦးဆောင်မှုပြုနိုင်စွမ်းစိတ်ဓာတ်ကောင်းမွန်မှုတည်ငြိမ်ရင့်ကျက်မှုတို့ကိုကျွန်တော်ကအခြေခံပြီးတော့ရွေးတာပါ။ဟယ်ရီမကွာရသည်အသက်အရွယ်တစ်ခုတော့ရောက်နေပြီ။တကယ်လို့သာစောစောစီးစီးဒီလိုဖြစ်ခဲ့မယ်ဆိုရင်ဟယ်ရီမကွာရသည်အဖိုးတန်တဲ့ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်။ရှေ့မှာတချို့နီးပြားတွေသူ့ကိုဘလို့ဆက်ဆံခဲ့လဲတော့မသိဘူး။လုံးဝမန်တယ်ပိုင်းကဟိုရုပ်ပြက်စင်းပြက်ကိုဖြစ်သွားခဲ့တာဗျာသူဘလုံးရသည်200သည်လောက် ပြန်ပြီးတော့စီးတဲ့ပိုင်းတက်မဲ့နိုင်ခဲ့တယ်။ဒီနှစ်ဘောလုံးရသည်မှာဆိုရင်လည်းဒါဒလစ်ထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ central center back ကစားသမားတယောက်အဖြစ်အကောင်းဆုံးတက်တည်အလီလီပြထားနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်။ပေးကိုးတွေပေးခဲ့ရတယ်ဆိုရင်လည်းသူ့အထိုက်လျောက် block သွားတဲ့ပုံစံမျိုးတွေရှိတယ်။ long pass တွေပေးလိုက်တာတွေရှိတယ်။ဥပမာပြောရင် United ရသွားတဲ့ဒုတိယမြောက်ဂိုးပေါ့နော်။ဒါ45မိနစ်မှာခုနကဒီဂိုးဓာတ်လို့တွင်းသွားတဲ့ဂိုးဆိုရင် Harry Maguire ဘောလုံးပေးပို့မှုအားလည်းကောင်းမွန်ခဲ့တာကျွန်တော်ပါတယ်။အဲ့ဒီတော့ကြောင့်ဒီဂိုးဓာတ်လို့ရဲ့ first touch ကလည်းကောင်းတယ်လို့ပြောရမှာပါ။ တော့ဘောလုံးပေးဖို့တဲ့သူကမကောင်းဆိုအဲ့ first touch ကလည်းမနေထင်ရမှာကောင်းကျင်မှာတော့ကောင်းလိမ့်မယ်အဲ့တော့ Harry အနေနဲ့တကူးလဲအတွင်းနဲ့တကူးလဲဖန်တီးပေးသွားခဲ့တယ်အဲ့တော့ကျွန်တော်တို့ Harry ကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးပေးလိုက်ပါတယ်တကယ်တော့ Harry Maguire ကို Man of the Match ဘာညာထိပေးလို့ရတယ်ဗျာဒါပေမဲ့ကို့အကြိုက်ဖြစ်တဲ့အခါကျတော့လည်း Harry ထက်ပိုကြိုက်တဲ့ကစားသမားကျွန်တော်မှရှိတဲ့အတွက်ကြောင့်ကျွန်တော်သုံးမှာပဲရွေးပေးတာပါကြိုက်တဲ့ကစားသမားတွေကတော့အများကြီးပဲဗျာဒီနေ့ပေါ်မှာဆိုရင် Linio ကိုလည်းကောင်းတာပဲဂါနာချူလည်းအတော်လေးအဆင်ပြေတာပဲပေါ့နော်အဲဆိုတော့ Euro ဘာလို့လဲအနာခံပြီးတော့ ကစားပြီးသွားခဲ့တာပါ။ဒါပါအဲ့ထက်ကြိုက်တဲ့ကစားသမားရင်ကျွန်တော်မှရှိတဲ့အတွက် legend နှစ်ယောက်ကိုဆက်လက်ရွေးချယ်ပေးပါမယ်နော်။အဲ့တော့ကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ United ပြည်သက်တွေကတော့ Chelsea နဲ့တန်လို့ခေါ်ကြတဲ့ Casemiro ဖြစ်ပါတယ်။ Casemiro ကလည်း deep-lying midfield တနေရာမှာဘယ်လောက်ထိကျန်သလဲ။ကျွန်တော်ဘလုံးမွဲသုံးသက်ချက်ဒီအမြဲလွန်းလို့လို့နားထောင်နေကြီးကိုတွေကတော့သိမှာပါ။အေး deep-lying midfield တနေရာမှာကစားနေတဲ့ကစားသမားကြီးကောင်းရင်ပွဲရသိတာတယ်။မကောင်းရင်လည်းပွဲရသိတာတယ်။ကွင်းလည်းစိုးမှုမရှိဘူး။ အဲ့ဒီနေ့ပွဲမှာအကွက်လည်းစိုးမိုးမှုဟိုအရင်မရှိဘူးဆိုပေမဲ့လည်းအဲ့လို site ကြီးတွေလလန်ချိန်ပေးတဲ့ပုံစံမျိုးတွေရှေ့ကို drive pass တွေပေးတဲ့ပုံစံမျိုးတွေတော်တော်လေးအဆင်ပြေတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ Casemiro ရဲ့ဘောလုံးပေးပို့ မှုကကျွန်တော် Harry Maguire ရဲ့အဖိုးတန်တွင်ကိုတကိုဖြစ်စေခဲ့တယ်ကျွန်တော်အဲ့ဒီ deep အကြုံနေရာမှာ manual ugarte နဲ့လဲတွဲဖက်ပြီးတော့ကစားပေးသွားနိုင်တယ်လို့အဲပြိုင်ဘက်အသင်းရဲ့တန်ပိုးကိုလည်းသူတက်နိုင်သမျှတော့ထိန်းတယ်ဘာဖြစ်ပြော line အသင်းမှာအဲ United ကစားသမားတွေကပို့ပြီးတော့ဗျာလက်ရှိအချိန်ကောင်းနေတဲ့သူတွေပါနေဥမာပြောဒီနေ့ပွဲစဉ် Chaka တော်တော်လေးကောင်းတယ်အဲ့တော့ Chaka လို့ player မျိုးဘောလုံးရလာရင်အဲအသင်းကိုပြန်ပြီးတန်ပိုးပြန်ချိန်ညှိပေးဖို့ တာဝန်တွေကိုတချို့တော့ဝက်ပေါ့နော်အစီအပြေအောင်သူထိန်းညှိပေးသွားတယ်ကစားပေးသွားခဲ့တာကိုတွေ့ရတယ်အတင်းအတွက်အဖိုးတန်သွင်းကိုလည်းဖန်တီးပေးသွားခဲ့တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ကက်စမဲရိုကိုဒီနေ့ပွဲမှာအကြိုက်ဆုံးနံပါတ်2အဖြစ်ရွေးပေးလိုက်ပါတယ်ကျွန်တော်ရဲ့ man of the match player ကတော့ Bruno Fernandes ဖြစ်ပါတယ်ခင်ဗျာ Fernandes ကတော့ဟို challenge ကြီးကိုတွေ ကျွန်တော်နဲ့အမြင်ချင်းတူလားမတူလားတော့မပြောတတ်ဘူးတိုးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Fernandez ရဲ့နိုင်ပွဲစာလောင်မှုအရန်သဘောကြတယ်ဒါအပြင် အသင်းအတွက်ဦးစီးဦးဆောင်မှု ပြုနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတော့ဆက်လက်တက်တည်ပြသွားခဲ့တယ်ဘရူနို Fernandez ကဗျာကစားပုံအရင်ဟိုလှပခြင်းမှာလှပလိုက်မယ်ဒါမဲ့ထိရောက်တယ်ဟိုရိုးရှင်းတယ်အတင်းတော့ဘလို့ပဲဖြစ်ဖြစ်သူဘယ်နေရာမှာပဲရှိရှိအမြဲတမ်းလိုလိုဒီကစားသမားကတရောင်းတနေရာအချိုးပြမယ်ဆိုတာကျွန်တော်တို့ခံစားမိနေတယ်အဲ့တော့ဘရူနိုဖာနန်ဒက်စ်ရဲ့ပန တီသွင်းကိုကလည်းအရေးပါခဲ့တယ်။ဒီပနတီသွင်းကိုဒီမဝင်ဘူးဆိုရင်ဒါမှမဟုတ်ဒီပနတီသွင်းကိုဟိုစောရကတက်ပြီးတောင်းအကောင်မဲမသိဘူးဆိုရင် United တို့ကလုံးဝတက်ကျိုးသွားတဲ့ပုံစံမျိုးဖြစ်သွားမှာတကယ်တော့ကျိုးသွားပြီဗျာ။ဟိုနှစ်ကိုးသားနဲ့ extra time မှာဥဆောင်ခြင်းခံလိုက်ရတာပြန်ပြီးလာဖို့ဆိုတာအဲ့လောက်ထိမဖြစ်နိုင်တော့ဘူး။အဲ့လိုပြန်လာဖို့အတွက် နော်နောက်ထပ်အသွင်းကိုတွေတွင်းမှုအတွက် Bruno Fernandes ရဲ့ penalty goal ကလည်းအများကြီးထောက်ကူပြုခဲ့တယ်အဲ့ဒီ penalty တွင်းကိုဆိုရင်သူကန်တွင်းသွားတာတော်တော်လေး down ကြတဲ့အတွက်ကြောင့်ဝင်သွားတာကိုသမား dive ဖြစ်တာတော့မှန်တယ်ဒါပေမဲ့လည်းသူ့ရဲ့ penalty ကန်တွင်းမှုကောင်းတဲ့အတွက်ကြောင့်ပေါ့နော်ဒီ goal ကအဖိုးတန်ချစ်ပါ goal တော့ဖြစ်သွားပါတယ်ဒါအပြင်မိနစ်60လုံးမမောနိုင်မပန်းနိုင် Bruno ရဲ့ style Bruno ရဲ့အထာ Bruno ရဲ့ theme တိုင်းအကောင်းဆုံးကစားပေးသွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Bruno Fernandes ကိုအ ကြိုက်ဆုံးကစားသမားအဖြစ် man of the match ကစားသမားအဖြစ်ရွေးချယ်ပေးနေပဲဗီဒီယိုလေးကိုဒီမှာနားကြပါရစေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ